ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လှိမ့်စားလွန်တော့တိတ်ငှက်။တပင်းတပင်းပေါ်မှာမိရွှေစားကလေးမလေးကသူ့ရဲ့ကလေး၅ယောက်နဲ့နေထိုင်ပါရဲ့။မိရွှေစားကလေးမလေးကသူ့ရဲ့ကလေးတွေအရင်ချစ်တာပေါ့။ ဘာလို့ဆိုကလေးတွေကအရန်ကိုငဲ့သေးရကြမှာကလေးတွေကိုထားပြီးတော့အစာရှာထွက်စရာမလိုအောင်လို့ကလေးတွေကဥတရနေအပြုံမထွက်ခင်မှာပဲအစာစာတွေကိုရှာပွေစုဆောင်းထားပါတယ်။ဒါပေမဲ့လည်းအစာကုန်တော့မှာပါ။အဲ့ဒါကြောင့်မိရွှေစာကလေးမလေးကတွေးလိုက်ပါတော့။ငါအစာထွက်ရှာမှဖြစ်မယ်။ကလေးတွေကလည်းမျက်စိမြင်နေရပြီ။ဒါပေမဲ့ပြန်မမပြန်တန်းနိုင်သေးရ။တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။အဲ့လိုတွေးပြီးတော့မိရွှေစာကလေးမလေးကအရန်ကိုကြောက်သားပါတော့။ ဒါပေမဲ့လည်းသူ့စီမှာအခြားရွေးချယ်ကြမရှိတော့တာကြောင့်ကလေးတွေကိုပြောလိုက်ပါအောင်လေကလေးတို့ရေဂယူးဆိုင်ပြီးနေကြနော်အမေအစာရှာပြီးတော့အခုချက်ချင်းပဲပြန်လာခဲ့မယ်နော်ကလေးတို့မကြောက်ကြနဲ့နော်မိရွှေစားကလေးမလေးကအဲ့လိုပြောပြီးတော့အစာရှာဖို့အတွက်ထွက်လာပါအောင်လေဟိုဘက်ဒီဘက်ပြန်တန်းပြီးရဲ့နောက်မှာတော့ပြောလိုက်ပါအောင်လေနောက်ထပ်နည်းနည်းလောက်ဆက်သွားလိုက်မယ်အဲ့ဒါမှအစားစာရင်းအများကြီးစုစားမိမှာပြီးနော်မြ мян လေးအိမ်ပြန်မှဖြစ်မယ်အဲ့လိုပြောပြီးတော့မိရွှေစားကလေးမလေးက အစားစာတွေအများကြီးကိုစုဆောင်းလိုက်ပါတယ်တစ်ဖက်မှာတော့တိုင်းငယ်တကောင်ကမိရွှေစာကလေးမလေးရဲ့ကလေးတွေကဦးတရနေမထွက်ခင်ကလေးကကလေးတွေကိုစားဖို့အတွက်စောင့်နေပါတယ်မိရွှေစာကလေးမလေးကဘယ်ချိန်အတိုက်ကိုထားပြီးတော့အပြင်ထွက်မလဲဘယ်ချိန်မှာကလေးတွေကိုစားရမလဲဆိုတာကိုအဲ့ဒီတိုင်းငယ်ကစိတ်ထဲကနေတွေးလိုက်ပါတယ်မိရွှေစာကလေးမလေးကအစာရှာထွက်ဖို့သွားတဲ့အခါမှာတော့တိုင်းငယ်အတွက်အခွင့်အရေးကရလာခဲ့ပါတယ်နောက်တော့သူကစဉ်းစားလိုက်ပါတယ် ။နောက်ဆုံးတော့ဒီနေ့ရရောက်လာခဲ့ပြီပဲ။ဒီနေ့ရောငါ့ရဲ့အိမ်မက်တွေနဲ့ပြေးသွားသွားပြီ။အိမ်စာကလေးမလေးရဲ့ကလေးတွေကိုစားပြီးတော့ငါလေးစိတ်ချမ်းသာရရလိမ့်မယ်။အမေဖြစ်တဲ့မိရွှေစာကလေးမလေးကအစားစာတွေရှူပြီးတော့အိမ်ကိုပြန်လာတဲ့အချိန်မှာသူ့ကလေးတွေတယောက်မှမရှိတော့တာကိုတွေ့သွားပါအောင်ပဲ။အိမ်နောက်မှာသူကအော်ပြီးတော့ပြောလိုက်ပါအောင်ရယ်။ငါ့ရဲ့ကလေးတွေဘယ်ရောက်သွားလဲ။ကလေးတွေကအရောက်ငယ်သေးရာတယောက်ယောက်ယူသွားဖြစ်မယ်။ဘသူယူသွားလဲ။ဘယ်ဟိုယူသွားလဲ။ အဲဒီနောက်မှာမိရွှေစာကလေးမလေးကတစ်ပင်ပေါ်မှာထိုင်နေတိတ်ငက်ကိုတွေ့ပြီးတော့ပြောလိုက်ပါအောင်ရယ်။အိုးနေရငါ့ရဲ့ကလေးတွေစားပြက်လိုက်တာလား။ဘယ်လိုလုပ်ပြီးလုံရနိုင်ရလဲ။ကလေးတွေကအယံငယ်သေးရဲ့လေ။ပါဇက်ပိတ်ထားစမ်းမှာလာပြီးတော့ပေါ့စီပေါ့စီလုံမနေနဲ့။နေရကလေးတွေကအခုချိန်ကြီးအကောင်းကြီးရှိသေးတယ်။နေရငါ့စကားနားမထိုင်တော့ကလေးတွေကငါစားပြက်မှာ။ငါ့ရဲ့ကလေးတွေဘယ်မှာထားထားရလဲ။သူတို့စင်ပြေမဟုတ်လား။ငါနေ့ကိုယုံလိုက်မယ်နော်။ကလေးတို့ပြန်ရဖို့အတွက်ဘာလုပ်ပေးရမှာလဲ။ နေရကလေးတွေကအခုတည်းငါစီမရှိအောင်ပဲတကယ်လို့နေသားအမြဲတမ်းငါ့အတွက်အစားအစာရှူလာပေးနိုင် ကလေးတွေလည်းအဆင်ပြေနေလိုက်မယ်ဖလိုလို့ပြီးအစားအစာယူနိုင်မှလည်းငါ့အသင်းငယ်တဲ့ကျင်းငတ်လေးနေလိုမျိုးအကောင့်ကြီးရဲ့ကျင်းငတ်အတွက်ငါ့ဘလို့လို့ပြီးအစာစုဆောင်ပေးနိုင်မှလည်းငါ့ကိုလာမမေးနဲ့ငါဘာမှမသိဘူးနေရကလေးတွေအသက်ရှင်လျက်တွေ့ကျင်နေဆိုရင်တော့ငါပြောတဲ့အတိုင်းနေလုံးမဖြစ်လိမ့်မယ်အဲ့လိုပြောပြီးတော့တိုင်ငတ်ကအဲ့ညာနေထွက်သွားလိုက်ပါရဲ့ တနာစရာကောင်းတဲ့အမေဖြစ်သူမိရွှေစာကလေးမာလီကစိတ်ငြိမ်ညစ်နဲ့အတိုက်ထဲမှာထိုင်ရင်းစဉ်းစားနေတော့တာပေါ့ဖခင်ကြီးဘယ်လိုလုပ်ရမလဲနော်ကလေးတွေကိုစောက်ရှောက်ပေးပါနော်ဘယ်လိုပဲဖြစ်ဖြစ်သင်ငယ်အတွက်ငါအစာရှာထွက်မှာဖြစ်မယ်နောက်နေ့ရစပြီးတော့မိရွှေစာကလေးမာလီကသင်ငယ်အတွက်အစာစုဆောင်းတော့တာပေါ့တရက်လုံးဟိုဘက်ဒီဘက်ပတ်ပြီးတော့တွေ့သည်များအစာစာတွေစုဆောင်းပြီးသင်ငယ်အတွက်ရှူလာလိုက်ပါဦးပြင်ပမဲ့အစာရှာထွက်ပြီးတော့ညရောက်တဲ့အခါမှာ မိရွှေစာကလေးမလီကအတိုက်ထဲကိုသွားပြီးတော့အိတ်လိုက်ပါအောင်ရင်အဲ့လိုနဲ့ပဲရက်အနှဲငယ်ကုံဆုံသွားရတာပေါ့ဒါပေမဲ့လေသူ့ရဲ့ကလေးတွေနဲ့မတွေ့ရတော့ပါဘူးတရက်မှာတော့မိရွှေစာကလေးမလီကစင်ငင်ငင်နဲ့စဉ်းစားလိုက်ပါအောင်ရင်ကလေးတွေကိုမတွေ့ရရင်နေ့ရက်တွေကလည်းကြားနေပြီဒီတခါအစားသာသွားပြီးကလေးတွေနဲ့တွေ့ခွင့်ပေးဖို့အတွက်တိတ်ငက်ကိုပြောကြည့်အောင်ပါစဉ်းစားထားတဲ့အတိုင်းသူလည်းလှုပ်လိုက်ပါအောင်ရင်မိရွှေစာကလေးမလီကအစားသာသွားပြီးရဲ့အချိန်မှာ တိမ်ငတ်ကိုပြောင်းလိုက်ပိုင်းကုံသွားရဲ့ရက်တွေလည်းများနေပြီနေပြောတဲ့အတိုင်းအစားစာတွေရှာလာပေးခဲ့အတက်နိုင်ဆုံးလုံနိုင်သလားလုံပေးခဲ့တယ်ကလေးတွေနဲ့တစ်ခါတော့တွေးခွင့်ပေးပါနော်နေ့ကိုဘသူကစကားပြောခွင့်ပေးလိုက်လို့လဲနေနေ့တိုင်းငါ့အတွက်အစားရှာပေးနေရမဟုတ်လားအဲ့လိုပဲလို့မဟုတ်ရင်နေ့ရဲ့ကလေးတွေငါစားပြစ်လိုက်မှာမှတ်မိရဲ့မဟုတ်လားဒါပေမဲ့ငါကဘာမှတောင်းဆိုနေရမဟုတ်ဘူးလေငါရဲ့ကလေးတွေနဲ့တစ်ခါတော့ပဲတွေးကျင်တာပါဒီဆန္ဒလေးတော့ဖြည့်ပေးပါနော် နေရက်ကလေးတွေကအသက်ရှင်နေသေးရင်ငါနေ့အောင်နေရက်ကလေးတွေနဲ့မပေးတွေ့နိုင်ဘူးအခုနေလုံနေရဲ့အလုပ်ကိုပဲကောင်းကောင်းလုပ်အဲ့ဒါမှကလေးတွေကိုအရှင်တွေ့ရမှာနေလုံကိုကောင်းကောင်းလုပ်နေသေးတော့ကလေးတွေလည်းငါ့လက်ထဲမှာအသက်ရှင်နေရလိမ့်မယ်အခုသွားတော့အေးအေးဆေးဆေးငါ့အစာစားခွင့်ပေးတိုင်ငယ်စကောင်နားထောင်ပြီးတော့မိရွှေစာကလေးမလေးကအိမ်နေရာနေထွက်သွားလိုက်ပါအောင်ရယ်အိမ်နောက်မှာတော့မိရွှေစာကလေးမလေးကညကန်းတော့မှထိုင်ပြီးငုံရင်းနဲ့ပြောလိုက်ပါအောင်ရယ်ငါရဲ့ဘဝတစ်လျှောက်လုံးမှာ ငါရဲ့ကလေးတွေတွေ့ခွင့်ရနိုင်ပါမလားဘလို့လုပ်ရမလဲမသိတော့ဘူးဘာမှလည်းနားမလဲတော့ဘူးအဲ့လိုပြောပြီးတော့မိရွှေစားကလေးမာလီယာငိုယိုနေပါအောင်ရင်အဲ့ဒီအချိန်မှာရုတ်တရက်အဲ့ဒီနေရာကိုအေးအေးကြီးကန်းမှရောက်လာပါအောင်ရင်နောက်တော့ပြောလိုက်ပါရင်ဘာဖြစ်နေရလဲစားကလေးမာတခုခုဖြစ်လို့လားငါဘာများကူညီပေးရမလဲအခုငါကြုံနေရတဲ့ဒုက္ခတွေကနေဘယ်သူမှငါ့ကိုကယ်တင်ပေးနိုင်မှာမဟုတ်ပါဘူးအရင်ဆုံးပြောပြလေ ။ကုညီပေးနိုင်တာရှိရင်ကုညီပေးမယ်လေ။ကုညီမပေးနိုင်ရင်တရားရောက်ကိုရင်ဖွင့်လိုက်ရတော့နည်းနည်းလေးစိတ်သက်သာရရတာပေါ့။အေးကြီးကမ်းမလေးရဲ့စကားကိုနားထောင်ပြီးတော့မိရွှေစားကလေးမလေးကငိုလိုက်ပါရယ်။အိမ်နောက်မှာတော့အကြောင်းစုံပြောပြလိုက်ပါရယ်။မိရွှေစားကလေးမလေးရဲ့စကားနားထောင်ပြီးတော့အေးကြီးကမ်းမလေးကအံ့ဩတော့ပါရယ်။ဖခင်ရေနင့်ကို तू ကလှဲစားနေရပဲ။ကလေးတွေကို तू စားပြရဖြစ်ကြားနေလောက်ပြီ။ငါတို့ကလည်းအဲ့လိုမျိုးပဲ။တိတ်ငက်ကလှဲစားခဲ့တာ ငါ့ရဲ့ကလေးတွေကိုလည်းအစောကြီးကနေစားပြစ်လိုက်တာလေအဲတော့ကလည်းငါမှစိတ်သက်သာပြီးတော့ဘာမှတော့မလုပ်နိုင်ခဲ့ဘူးလေတတော်လေးကိုတက်တီမွေးပြီးတော့တီတော်ကနေထွက်သွားခဲ့ရတာဒါပေမဲ့နေ့ရက်စကားနားထောင်ရတော့အဲ့ဒီတင်ငက်ကအခုချိန်ထိမပြောင်းလဲသေးလောက်ဘူးသူကအရင်တိုင်းပဲအေးကြီးကမ်းမလေးရဲ့စကားနားထောင်ပြီးတော့မိရွှေစာကလေးမလေးကပုံပြီးငိုလိုက်ပါအောင်ရယ်အေးကြီးကမ်းမလေးကလည်းမိရွှေစာကလေးမလေးကိုအားပေးရဲ့အနေနဲ့ပြောလိုက်ပါအောင်ရယ် နေစိတ်တက်ကြမသွားပါနဲ့ငိုလဲမငိုနေရောနော်ငါနေ့ဘက်မှာရှိနေပြီမေတေချာပေါင်းလက်စားချေတင်နေအဲ့ဒါမှအခြားသူတွေလည်းဒီလိုမျိုးမလုပ်နိုင်ပါဒါဆိုငါဘာလို့ရမှာလဲနေပြောပြလေနေပြောတဲ့အတိုင်းငါအကုန်လုပ်ပြီးမေပြောပေးပြောပြလိုက်ပါငါတို့တင်းငယ်ပင်ကြီးကိုသွားကြမယ်သူကအယောင်အနေရရှိတာသိပါရဲ့ဒါပေမဲ့လေငါတို့မှအခြားရွေးချယ်ချင်နေမှာမရှိတော့တာငါတို့လုံးမှဖြစ်မယ်လေဒါဆိုလေအခုသွားကြရအောင်ငါအချိန်ထပ်မဆွဲချင်တော့ဘူး အဲ့ဒီတင်ငတ်ကိုအခုချက်ချင်းလက်စားချေမှာဖြစ်မယ်။သူတို့နှစ်ယောက်ကအဲ့လိုပြောပြီးတော့တင်ငတ်ဘရင်ရှိရာကိုရောက်လာကြပါတော့။တင်ငတ်ဘရင်ကခုထဲမှာအနားယူနေတော့တာပေါ့။အေဂျီကမ်မာလီကတက်တီမွေးပြီးတော့ပြောလိုက်ပါတော့။တင်ငတ်ဘရင်ရေတင်ငတ်ဘရင်ကျမတို့ကဘရင်ရဲ့အကူအညီလိုနေလို့ပါ။ကုညီပေးပါနော်။တော်တော်လေးအသက်တည်မွေးပြီးတော့ဘရင်စီကိုလာပြီးအကူအညီလာတောင်းတာပါဘရင်စီကိုလာရတဲ့တိုင်းကအသက်ရှင်လျင်နဲ့မထွက်သွားနိုင်ဘူးဆိုတာလည်းသိပါရဲ့ ဒါပေမဲ့လည်းရောက်လာခဲ့တယ်။အချာရွေးချယ်ကြမရှိရောလို့ပါ၊ကုညီပါနော်။ဘာဖြစ်တာလဲ။ဘာရီကြုံတွေ့နေရလို့နင်တို့အသက်ကိုတော့အလေးမထားပဲတီယိုရောက်လာလေ။ဖြစ်ချောင်းကုံစီကိုငါ့ကိုပြောပြ။နားထောင်ပြီးကုညီပေးလို့ရရင်တေချာပါကုညီပေးပါမယ်။အဲဒီချိန်မှာအေးကအချောင်းဆောင်ပြောပြလိုက်ပါရယ်။မိရွှေစားကလေးမလေးကလည်းသူ့ရဲ့အချောင်းကိုငိုရိုခြင်းနဲ့ပြောလိုက်ပါရယ်။အေးကြီးကမ်းမလေးနဲ့မိရွှေစားကလေးမလေးရဲ့စကားကိုနားထောင်ပြီးတော့ တင်ငယ်ဘရင်ကြီးကတနာတော်ပါအောင်လေအဲ့နောက်မှာတော့ပြောလိုက်ပါငါရဲ့ပိုင်နဲ့ထဲမှာနေပြီးတော့ဒီလောက်တောင်တက်တီရှိနေရပေါ့လေအပြည့်မရှိတဲ့ကျင်းငက်တွေဒုက္ခပေးရတယ်ပေါ့လေငါတို့ကိုတေချာပါအပြစ်ပေးမယ်နင်တို့ပေါင်းပြီးတော့တို့ဒီဘက်ခေါ်လာခဲ့အဲ့ခါကျငါတို့ဘလို့အပြစ်ပေးရမလဲစဉ်းစားလိုက်မယ်တင်ငယ်ဘရင်ရဲ့စကားနားထောင်ပြီးတော့တင်ငက်ကိုဒီကိုဘလို့ခေါ်လာမလဲဆိုတဲ့အကြောင်းကိုအေးနဲ့ကြီးကမ်းမလေးမိရွှေစားကလေးမလေးတို့ကစဉ်းစားလိုက်ကြပါအောင် အဲ့ချိန်မှာမိချွေစာကလေးမလေးကပြောလိုက်ပါငါတို့အစားစာနဲ့အကြောင်းပြပြီးခေါ်လာခဲ့မယ်။အဲလိုပြောပြီးတော့မိရွှေစာကလေးမလေးကတိမ်မျက်စီကိုရှောက်လာပါအောင်။ဘာဖြစ်တာလဲ။ဘာလို့လက်ပလာနဲ့ဒီလိုလာရလဲ။အစားစာ ရှာမလာခဲ့ဘူးလား။ကြည့်ရတာကလေးတွေကိုအသက်ရှင်နေတယ်မတွေ့ချင်တော့ထင်နေ။မဟုတ်ပါဘူးမဟုတ်ပါဘူး။အစားစာရှာလာခဲ့ပါရဲ့။ဒီနေ့အရင်အထက်ပို့ပြီးတော့အစားစာရှာလာခဲ့ပါရဲ့။ငါအရောက်တင်းငတ်တဲ့ကျင်းငတ်လေးအဲ့ဒါကြောင့်မတင်နိုင်တော့လို့ နေငါနဲ့တူလိုက်ခဲ့လေငါလိုက်ပြမယ်ပြီးကြအဲ့မှာအေးစစ်စစ် နေစားလိုက်နေနော်အဲ့လိုလားဒါဆိုပဲမှလည်းသွားကြမယ်အဲ့လိုပြောပြီးတော့မိရွှေစားကလေးမလေးကတိမ်ငက်ကိုတိမ်ငက်ဘရင်ရှိရဲ့ကူစီကိုခေါ်လာလိုက်ပါအောင်ရယ်အဲ့ချိန်မှာတိမ်ငက်ကအေးကြီးကမ်းမတွေ့ပြီးတော့ပြောလိုက်ပါအောင်ရယ်ဒါငါအတွက်အစားလားဒါပေမဲ့ကြည့်ရတာငါတို့အရင်ကမြင်ဘူးတယ်နဲ့တူတယ်ဟုတ်မှတ်မိရဲ့ဟုတ်လားငါသိရဲ့လေ နေရငါ့ရဲ့ကလေးတွေစားလိုက်တလို့မျိုးသူ့ရဲ့ကလေးတွေကိုလည်းစားလိုက်တာမဟုတ်လားမှတ်မိပြီလားဒါဆိုနေအလုံးတိသွားပြီပေါ့လေဘာမှမဖြစ်ပါဘူးဒီနေ့ပဲနေနိုးနေအောင်လုံးတက်ပြလိုက်အဲ့ဒါမှငါလဲစိတ်အေးရမှာနေရငါတို့တက်ပြမယ်ဟုတ်လားဒီနေ့ကနေ့ရဲ့နောက်ဆုံးနေ့ပဲအေးကြီးကမာလီယာအဲ့လိုပြောလို့ပြီးရဲ့အချိန်မှာပဲတိမ်ငက်ပြင်းကအနောက်ကနေတိုက်ခိုက်လိုက်ပါအောင်ရယ်အဲ့ဒီအချိန်မှာပဲတိမ်ငက်ကတီးသွားပါအောင်ရယ်နောက်တော့တိမ်ငက်ပြင်းရဲ့အစာဖြစ်သွားတော့တာပေါ့ ဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော့ပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ပုံမြင်အစ်စ်လေးတွေတင်တိုင်းသိရှိနိုင်လို့ဘေးနောက်နိုတီခလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကဲဒါဆိုရင်တော့နောက်ထပ် video လေးမှာပြန်တွေ့ကြပါမယ်နော်။